မင်္ဂလာပါ။ Audio Wine ဆောင်းနိုင်မှချိုးဆိုပါရစေ။ယခုတစ်ခါမှာတော့နင်းနင်းရွှေ Facebook ကောင်းကနေတင်ထားတဲ့ကရီယောဟိုတယ်ဘက်မှကံလန်တော့နင်းနာချေကိုကျမမနင်းနင်းရွှေမှ လုံးဝမယူပါချောင်းဆိုတဲ့ပုတ်တကူကိုဖပြပေးမှဖြစ်ပါတယ်။ဆိုပါပို့ဖမပြခင်ပထမဆုံးနင်းနင်းရွှေဆိုတဲ့ Facebook အကောင့်ပါရှင်အမျိုးသမီးချောင်းကိုအရင်ပြောပြပါမယ်။28ရက်3လ2025ရက်နေ့ငလျင်ကြီးလှုပ်ခတ်တော့ကြောင့် ရန်ကုန်မန္တလေးလမ်းမှာရှိဂရိဟောဟိုတယ်ပြိုကျမှုဖြစ်ခဲ့ပါတယ်။ဟိုတယ်ပြိုကျတဲ့အထဲဟိုတယ်ရဲ့တွင် တက်ခုတ်သောအခြားလူများနဲ့တူအဆိုပါနှင်းနှင်းရွှေဆိုသောအမျိုးသမီးဤသမီးငယ်လေးနှစ်ယောက်နဲ့ယောက်ျားပါပါသွားပြိမိနေခဲ့ပါတယ်။ဒီလိုပါသွားပြိမိနေတဲ့အတွက်အခြားသက်ဆိုင်သောသူများနဲ့မနှင်းနှင်းရွှေတို့ဟာပြိုကျနေသောဟိုတယ်ကိုတူးဖောက်ပြီးကယ်ဆယ်ရေးတွေပြုလုပ်ပေးဖို့ဟိုတယ်ကိုတောင်းဆိုခဲ့ကြပါတယ်။ဟိုတယ်ဘက်ကတောင်းဆိုချက်တိုင်း စက္ကရိယာများဖြင့်ကဇယ်ရေးဆိုပြီးလောက်ခဲ့တော်လဲမနေ့နေ့ရွှေဤမိသားစုပါဝင်လူအများစုရှိနေတဲ့ဟိုတယ်ဤရှိဘက်ဟိုတယ်ရီဆက်ရှင်ဘက်ကမှတူးဖော်ပဲနောက်ဖေးဘက်သာတူးဖော်ခဲ့ပါတယ်မနေ့နေ့ရွှေပါဝင်တက်ဆိုင်သူအများကရှေ့ရီဆက်ရှင်ကိုဖော်ပြီးကဇယ်ရေးလုပ်ဖို့လူများအဲ့နေရာမှာရှိကြအောင်ပြောကြပေမဲ့ဟိုတယ်ဘက်ကလက်ခံခြင်းမရှိခဲ့ပါဘူးထို့ကြောင့်ကိုကျွန်တော်လည်းတစ်ခါဖက်ပြပူပါတယ်ဒီလိုနဲ့ ပိတ်မိပြီးရှီယံမြောင်းနေမှာရုရှားကယ်ဆယ်ရေးများရောက်လာပြီးကယ်ဆယ်ရေးများလှုပ်ခဲကြပါတယ်။အဲ့ဒီချိန်ထိသူမရဲ့ယောက်ျားနဲ့သမီးငယ်လေးနှစ်ယောက်အသက်ရှင်နေသေးရလို့မန်နင်းရွှေကယုံကြည်မျှော်လင့်နေပါတယ်။ဒါပေမဲ့လို့ဟိုတယ်ပြိုကျပြီး73ရက်မြောက်နေမှာသူမရဲ့ယောက်ျားအလောင်းနဲ့ကလေးများလောင်းကိုကလေးများအပေါ်သူ့ယောက်ျားကကာကွယ်ပေးလျက်သားနဲ့တူးဖော်ရရှိခဲ့ရလို့သိရပါတယ်။ဒီဖြစ်စဉ်များဖြစ်ပြီးလို့ဒီနေ့ 16ရက်လေးလ2025နေ့လည်းမှာတော့ဖတ်ပြမယ့်အတိုင်းသူ့အကောင့်မှာရေးတင်ထားပါတယ်။နားဆင်ကြပါအောင်ခင်ဗျ။ Glory Hotel ပမာကံလန်းတော်နင်နာချေကိုကျမမနေ့နေ့ရွှေမှလုံးဝမယူပါချောင်းငလင်းဘေးစဖြစ်တဲ့အချိန်မှစ၍ Glory Hotel ပမာကေဇရေးပါဝင်ဆုံးဖြတ်ချက်များကိုနင်နာသူမိသားစုဝင်များအမငဲပဲ၎င်းတို့၏သဘောဆန္ဒအတိုင်းသာလှုပ်ဆောင်ခဲ့ပါသည်။ဖြစ်စဉ်အစတွင် လူအများလဲတည်ထားပေးသားဖြစ်တယ်လို့ကျမတီကျမ၏ခင်မွန်းနဲ့ကလေးတွေချီတော်နေရာကိုအတိအကျပြောပြခဲ့ပါသည်ဤသည်ကို၎င်းတို့၏ hotel cctv မှာလဲတွေ့ရှိနိုင်ပါသည်အခုတွေ့ရှိခဲ့ရလဲကျမပြောတဲ့အတိုင်းတွေ့ရပါတယ်ရှင် အချိန်မနှောင်းငယ်ကယ်ဆယ်ရေးအတွက်လဲ၎င်းတို့ဘက်မှသတ်မှတ်ခဲ့တဲ့နေရာများမှသာလှုပ်ဆောင်ခဲ့ရပြီအမျိုးမျိုးသောအခြေအနေများနဲ့ဟန်တားများစွာကြားတဲ့ကဓာတ်ပေါ်ဒီလူသေးလောင်းတောင် ပြန်ရအောင် အပူများစွာဖြင့်ကိုရူကိုရကျူပန်ကရသည့်အတွက်ယခုချိန်မှာမြည်တော်သောဖြည့်သိမ့်မှုမှကျမကိုဖြည့်မစေနိုင်ပါဘူးရှင်။ယခုကျမသည်၎င်းတို့ဘက်မှကံလန်သောနင်နာချေအားမလိုချင်ပါ။ကျမခင်မုံ၏နောက်ဆုံးချွေးနှဲစာကြောက်တွေပါတဲ့အိတ်ကိုပဲပြန်လိုချင်ပါတယ်။ရအောင်ရှာပေးပါလို့ဟိုတယ်ဘက်ကိုတောင်းဆိုခဲ့ပါတယ်။သို့တော့လူလဲကယ်ဆယ်ခွင့်မရခဲ့သလိုယောက်ျားဖြစ်သူရဲ့နောက်ဆုံးချွေးနှဲစာပါ လက်ဝယ်မရရှိခဲ့ပါဘူးဒီရပိုင်းခြားတွေမှာကျမသည်ခင်မောင်းဖြစ်သူနဲ့ကလေးတွေရဲ့နောက်ဆုံးခီးကိုလိုက်ပို့နေကြတော့ပစ္စည်းကိုအာရုံမဆိုင်မိခဲ့ပါဘူးကိစ္စတွေပြီးတော့နောက်နေ့ကျမဟိုတယ်သွားတဲ့ချိန်ကျမတို့ရဲ့လက်ကိတ်အိတ်ထဲကအဝတ်အစားတချို့နဲ့မိတ်ဆွေများစီလက်ဆောင်ပေးမဲ့ကြောက်စိမ့်ပစ္စည်းအနှံငယ်သာပြန်ရရှိခဲ့ပါတယ်တံမိုးကြီးပစ္စည်းကြောက်စိမ့်ကတော့လက်ဝယ်ပြန်မရခဲ့ပါဘူးရှင်ဒီခုလိုပြောနေရခြင်းသည် ကျွန်မဘက်မှပစ္စည်းတံမိုးငွေကြေးတွေထက်ကျွန်မခင်မွန်ဖြစ်သူနောက်ဆုံးရှာဖွေခဲ့တဲ့ချွေးနှဲစာမို့ကျွန်မဒါဝဲလိုချင်ပါတယ်ရှင်